နိုင်ငံတော်ဝန်မေလ20ရက်အထိ နေရောင်ကွက်၍မိုးကြီးနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုင်းဒေသကြီးနယ်ပြည်နယ်ထွေအားလုံးမှာလမ်းမဲ့မေလာ20ရက်အထိနေရောင်ကွက်ပြီးမိုးကြီးနိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ဖို့အတွက်မိုးလေဝသနှင့်ဆလဗေဒညွှန်ကြားမှုဦးစီးဌာနကအသိပေးထုတ်ပြန်ထားပါသည်။ မိုးလေဝသနှင့်ဆလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့တိုင်းထွားချက်တွေအရကပ်တီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွေမှာလေထုမငြိမ်သက်မှုတွေဖြစ်ပေါ်လာနိုင်ပြီးမုတ်တုံလေးဆက်လက်ဝင်ရောက်နိုင်ခါအပူပြန်သက်တဲ့တွေဖြစ်ထုံးမှုအကောင်းထားကြောင့်နေပြည်တော်အပါဝင်တိုင်းဒေသကြီးနဲ့ပြည်နယ်၁၄ခုထို့မှာနေရာစိတ်စိတ်မှနေရာအနှံပြမိုးထစ်ချုံရွာကနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ဆိုပါတယ်။ မိုးတဲထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးချိုးပစ်ခြင်း၊မိုးသီးကျွေခြင်းနဲ့လျှက်တပြည့်ရေကြီးခြင်းနဲ့မြေပြိုခြင်းတွေဖြစ်ပေါ်နိုင်တာကြောင့်ကုန်းမြင့်ဒေသမှာနေထိုင်သူတွေအနေနဲ့မြေပြိုမှုအန္တရာယ်၊မြင့်ငယ်ချောင်းငယ်အနီးနေထိုင်သူတွေအတွက်ရေကြီးမှုအန္တရာယ်တွေကိုချုပ်တင်သတိပြုနိုင်ဖို့နှိုးဆော်ထားပါတယ်။ ဒါအပြင် မေလ20ရက်အတွင်းပြည်တွင်းရေချောင်းသွာလာရေးနဲ့လေချောင်းပြန်တန်းခြင်းတွေမှာလည်းသတိပြုကြဖို့အတိပေးနှိုးဆော်ထားပါတယ်လို့သိရပါတယ်ရှင်။